ဧပြီလ1ရက်နေ့တွင်ဝူဟန်ရှိ Force Concept ရုံမှထုတ်ပိုးထားသောစက်ကရီယာများကိုတင်ဆောင်ထားတဲ့ကုန်တင်ကားသီးများကိုထွက်ခွာသွားတာကိုတွေ့ရပါတယ်။တစ်တော့အုံမျိုးသူတဦးကစက်ကရီယာများကိုတလကျော်ကြာရွှေ့ပြောင်းနေခဲ့ပြီးအခုဆိုရင်လုပ်ငန်းစဉ်ဒီပါပြီးစီးနေပြီလို့မှတ်ချက်ပြုခဲ့ပါတယ်။အခြေအနေနဲ့နှိစက်သူတွေရဲ့အဆိုအရရွှေ့ပြောင်းမှုကိုပုံမိုဆောင်းလင်စာပြီးစီးနိုင်ခဲ့ပေမဲ့အစိုးရရဲ့ဝင်ရောက်ဆော့ဖက်မှုကလုပ်ငန်းစဉ်ကိုနှိမ့်ကွေးစေခဲ့ပါတယ်။အချို့သောမှတ်ချက်ပေးသူများကညာခါပြောင်းရွှေ့မှုတွေဟာရည်ရွယ်ချက်ရှိရှိဖြစ်ပြီးအာယုံဆိုင်မခံရဖို့ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ တခြားအသုံးပြုသူတချို့ကတော့စက်ကရီယာတွေကို VNN သို့ရွှေ့ပြောင်းနေတာဖြစ်နိုင်တယ်လို့အကြံပြုခဲ့ပြီးဒီအကြောင်းဟာ Foxconn က iPhone 17အတွက်မှာယူမှုမရရှိလို့ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ April 3ရက်နေ့မှာ TikTok ဗီဒီယိုတစ်ခုမှာ Wuhan Foxconn ဝန်ထမ်းတအူကတရက်စာထုတ်ပို့ထားတဲ့စက်ကရီယာတွေကိုရိုက်ကူးပြီးပို့ဆောင်ရန်အသင့်ဖြစ်နေပြီလို့ဖော်ပြခဲ့ပါတယ်။အဲဒီဝန်ထမ်းကရပ်ပေါင်းများစွာညအခါရီမှာကျွန်တော်တို့နဲ့အတူရှိခဲ့တဲ့ CMC ဆက်တွေဟာအခုထုတ်ပို့ပြီးအသင့်ဖြစ်နေပါပြီ။ကုန်တင်ကားတွေရောက်နေပြီးတိတ်တဆိတ်ထွက်ခွာနေပါတယ်။ ကျွန်တော်တို့ဒီဆွတ်တွေကိုလွမ်းနေမှာပါလို့ပြောခဲ့ပါတယ်။အသုံးပြုသူတအူးက Wuhan Foxconn ဆက်ယုံပိတ်သိမ်းနေတာလားလို့မေးရမှာဗီဒီယိုတင်သူကအတည်ပြုခဲ့ပါတယ်။နောက်ထပ်မှတ်ချက်ပေးသူတအူးကခုပေပြည်နယ်မှာ Foxconn လို့ကုမ္ပဏီတွေပုံများလာဖို့မျှော်လင့်ကြောင်းဖော်ပြခဲ့ပြီး Foxconn ရဲ့လောက်ခလာတာကိုဝေဖန်ခဲ့ပေမဲ့၎င်းကတရားဝင်ပညာမသင်ကြားရသူတွေအတွက်အလောက်ကင်ခွင့်လန်းနေပေးခဲ့တယ်လို့ဆိုပါတယ်။ရှန်တန်မှာရှိတဲ့ Foxconn Secretary ရွှေပြောင်းမှုကလည်းအာယုံဆိုင်မှုကိုဆွဲဆောင်ခဲ့ပါတယ်။ April 16ရက်နေ့မှာ ရှန်ဆန်က TikTok အသုံးပြုသူတဦးရဲ့ဗီဒီယိုမှာ Foxconn Electronics စက်ရုံမှာစက်ကရိယာတွေကို နေ့စဉ်ကုန်တင်ကားတွေနဲ့တည်ယူနေတာကိုပြသခဲ့ပါတယ်။အဲဒီအသုံးပြုသူကဝန်ထမ်းတွေရဲ့အချိန်ပိုလှုပ်ချိန်ဟာဆက်လက်ရွှေ့ပြောင်းမှုတွေကြောင့်သုံးဆွဲနေရတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ Matchla 24ရက်နေ့မှာရှန်ဆန်ကနောက်ထပ်ဗီဒီယိုတစ်ခုမှာ Foxconn လုံဟွာစက်ရုံကနေစက်ကရိယာတွေတင်ဆောင်ထားတဲ့ကုန်တင်ကားကြီးတွေထွက်ခွာနေတာကိုပြသခဲ့ပါတယ်။အသုံးပြုသူတဦးက Foxconn ကပြုပြင်မိုးမှန်မှုအတွက်စက်ကရိယာတွေရွှေ့ပြောင်းနေတာလားလို့မေးရမှာဗီဒီယိုတင်သူက ၎င်းဟာနိုင်ငံရထားကိုရွှေ့ပြောင်းနေတာဖြစ်နိုင်ပြီးလုံဟာဆက်ယုံဟာဘလောက်ကြာကြာဆက်လက်လဲပက်နိုင်မလဲလို့တွေးမိတယ်လို့ဖြေကြားခဲ့ပါတယ်။ Apple ရဲ့အကြီးဆုံးစာချုပ်ထုတ်လုပ်သူအနေနဲ့ Foxconn ရဲ့လှုပ်ရှားမှုတွေဟာ Apple ရဲ့ရည်ရွယ်ချက်တွေကိုမကြာခဏထင်ဟပ်ပြပါတယ်။ Wuhan နဲ့ Shenzhen ဆက်ယုံတွေကဆက်လက်ရွှေ့ပြောင်းမှုတွေဟာ Apple ရဲ့ထုတ်လုပ်မှုစွမ်းရည်ကိုအိန္ဒိယ၊ Vietnam နဲ့တခြားနေရာတွေကိုပြောင်းရွှေ့မှုကိုအတည်ပြုပါတယ်။ဒါပေမဲ့တရုတ်မီဒီယာတွေဟာဒီလိုသတင်းတွေကိုအလွန်ခံစားထိခိုက်တွေ့ပြီးပင်မသတင်းမီဒီယာတွေမှာဖော်ပြချက်တွေရှာပါပါတယ်။သတင်းအချက်အလက်အများစုဟာ ဒေါ်ယင်လိုဆိုရှယ်မီဒီယာပလက်ဖောင်းတွေကနေရရှိလာတာပါဒါဟာ2018ခုနှစ်မှာစတင်ခဲ့တဲ့တရုတ်အမေရိကန်ကုန်သွယ်ရေးစစ်ပွဲပြီးကြတဲ့ကဖြစ်ပျက်နေတာပါ Apple ဟာသူ့ရဲ့ထောက်ပံ့ရေးကွင်းဆက်ကိုတရုတ်နိုင်ငံကနေတဖြည်းဖြည်းရွှေ့ပြောင်းနေခဲ့ပြီး Donald Trump အာဏာပြန်လည်ရရှိလာမှုနဲ့တရုတ်နယ်အကောက်ခွန်တိုက်ပွဲပြန်လည်ပြင်းထန်လာမှုက Apple ရဲ့တရုတ်မှထွက်ခွာမှုကိုပုံမမြင့်တင်လိုက်ပါတယ်ဒါပေမဲ့တရုတ်ဆိုရဟာဒီရွှေ့ပြောင်းမှုကိုလိုလားမှုမရှိပုံပေါ်ပါတယ် April 14ရက်နေ့ Nikkei Asia ရဲ့သတင်းဖော်ပြချက်အရ Apple ဟာ American ကပေးထားတဲ့ရက်60ကြာအကောက်ခွန်ကင်းလွတ်ခွင့်ကာလကိုအသုံးပြုပြီးအိန္ဒိယနဲ့ VN မှာသူတို့ရဲ့အဓိကထောက်ပံ့ရေးကွင်းဆက်ကိုအချိန်မြင့်ချဲ့ထွင်နေပြီးနိုင်ငံရခြားဆက်ယုံတွေပါထုတ်လုပ်မှုစွမ်းရည်ကိုတိုးမြင့်နေပါတယ်။တချိန်ထဲမှာပဲပေကျင်းကတင်းကျပ်တဲ့အကောက်ခွန်စစ်ဆေးမှုတွေကိုအကောင့်ထည့်ဖော်နေပြီးဒီအသွင်ပြောင်းမှုကိုနှေးကွေးအောင်ကြိုးစားနေပါတယ်။သတင်းရင်းမြစ်များပါကမကြာသေးခင်လပိုင်းအတွင်းတရုတ်အာဏာပိုင်တွေကအကောက်ခွန်စစ်ဆေးမှုကိုပုံမိုတင်းကျပ်လိုက်တာကြောင့်တရုတ်မှာထုတ်လုပ်ရေးစက်ကရီယာရီတင်ပို့မှုမှာ သိတာထင်ရှားတဲ့နှောင့်နှေးမှုတွေဖြစ်ပေါ်ခဲ့ပြီးလုပ်ငန်းစဉ်ပြီးပါရပ်တန့်သွားတယ်လို့အတည်ပြုခဲ့ပါတယ်။အပယ်ရဲ့တက်စင်ထုတ်လုပ်ရေးဆိုင်ရာမှုဆောင်တဦးကကျွန်တော်တို့ထုတ်လုပ်မှုစွမ်းရည်ကိုချဲ့ထွင်ဖို့မလိုလားတာမဟုတ်ပါဘူး။ဒါပေမဲ့တရုတ်ကနေဆက်ပရိယာတွေတင်ဖို့ရတာကအမြဲတမ်းစိန်ခေါ်မှုတစ်ခုပါလို့ပြောကြားခဲ့ပါတယ်။နစ်ခိုင်းကရခင်ကအပယ်ဟာတရုတ်အောက်ခွန်မှာပုံမိုတင်းကျပ်တဲ့စစ်ဆေးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးပစ္စည်းတွေနဲ့ထုတ်လုပ်ရေးဆက်ပရိယာတွေကိုနိုင်ငံရခြားသူတင်ဖို့ရမှာအခက်အခဲရှိခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အဲဒီမှုဆောင်က ကုမ္ပဏီအနေနဲ့ဒီနှောင့်နှေးမှုတွေကြောင့်လေချောင်းကုန်စည်ပို့ဆောင်ရေးကုန်ကျစရိတ်ထပ်တိုးကိုထမ်းပိုးခဲ့ရတယ်လို့ထပ်မံဖော်ပြခဲ့ပါတယ်။ Apple ရဲ့အဓိကပေးသင့်သူတဦးကမန်နေဂျာတဦးကလည်း Apple ဟာသူတို့ရဲ့လုပ်ငန်းကိုတရုတ်မှထွက်ခွာနိုင်အောင်ဆောင်ရွက်ဖို့အချိန်မြင့်လှုပ်ဆောင်နေတယ်လို့အတည်ပြုခဲ့ပါတယ်။သူက Apple ဟာရခင်ကထိုင်းနိုင်ငံမှာအစိပ်ပိုင်းထုတ်လုပ်ရေးအခြေစိုက်စခန်းများတော်ကိုတည်ထောင်ဖို့စဉ်းစားခဲ့တယ်လို့လည်းမှတ်ချက်ပြုခဲ့ပါတယ်။သတင်းရင်းမြစ်တစ်ခုကနေကိုင်းကို Apple ဟာအခြားနိုင်ငံများမှပေးသွင်းသူများကိုစက်ကရီယာများဝယ်ယူရမှာအကူအညီပေးနေပြီး ၎င်းကအိန္ဒိယမှာ iPhone ထုတ်လုပ်မှုကိုတန်းနဲ့ချီတဲ့ unit တွေတိုးမြှင့်ပေးမယ်လို့ပြောကြားခဲ့ပါတယ်။ Apple က၎င်းရဲ့ပေးသွင်းသူများကို American ဈေးကွက်အတွက်လိုအပ်တဲ့ MacBook နဲ့ iPad ထုတ်လုပ်မှုကို Vietnam တို့ရွှေ့ပြောင်းဖို့လည်းတောင်းဆိုခဲ့ပါတယ်။ Apple ဟာ2025ခုနှစ်မှာအိန္ဒိယမှာအနည်းဆုံး iPhone တန်း90ထုတ်လုပ်ဖို့စီစဉ်ထားပြီးအိန္ဒိယဟာ American တို့ရောင်းချမဲ့ iPhone model အများစုအတွက်ထုတ်လုပ်ရေးဗဟိုချက်ဖြစ်လာမှာပါ။ယခုနှစ်အစောပိုင်းမှာ Apple က၎င်းရဲ့အထူးကပေးသွင်းသူများကို အိန္ဒိယမှာ iPhone ထုတ်လုပ်မှုကိုတိုးမြှင့်မှုတောင်းဆိုခဲ့ပေမဲ့ဒေတာကန်စက်ရုံတွေဟာအလုံးစုံစွမ်းရည်နဲ့လဲပတ်နေပြီးထပ်မံချက်ထွေမှုဟာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။သတင်းရင်းမြစ်များပါက Apple ကပေးသင့်သူများကိုတရုတ်မှအစိပ်ပိုင်းများကိုအရှိတောင်အာရှနဲ့အိန္ဒိယတို့တက်နိုင်သမျှပို့ဆောင်မှုတောင်းဆိုထားပြီး American ဈေးကွက်ဝယ်လိုအားကိုဖြည့်ဆည်းဖို့ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲနှစ်ကိုင်းကိုသတင်းရင်းမြစ်များက Apple ကပေးသင့်သူများကိုပုံနှိပ်စာကစ်ပုတ်များလိုအစိပ်ပိုင်းများရဲ့ထုတ်လုပ်မှုကို ထိုင်းနဲ့တရုတ်မဟုတ်တဲ့အခြားဒေသများသို့အချိန်မြင့်ရွှေ့ပြောင်းဖို့ညွှန်ကြားထားတယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းကွန်ဒက်တာတွေစက်ပိုင်းဆိုင်ရာအစိပ်ပိုင်းတွေနဲ့တပ်ထုအင်အားများကဲ့သို့သောအစိပ်ပိုင်းများဟာတရုတ်နိုင်ငံရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်တက်တာတွေအားသာကြကြောင်းအကြီးအသားထုတ်လုပ်မှုကိုအခြားဒေသများသို့ရွှေ့ပြောင်းရန်လုံးဝမဖြစ်နိုင်သလောက်ဖြစ်နေပါတယ်။တရုတ်နိုင်ငံဟာ Apple ရဲ့ထောက်ပံ့ရေးခွင့်ဆက်ပြောင်းရွှေ့မှုနဲ့ပတ်သက်တဲ့သတင်းတွေကိုအလွန်ခံစားထိခိုက်လွယ်မှုကိုပြသခဲ့ပါတယ်။မကြသေးမီကဆက်မှုလုပ်ငန်းအစီရင်ခံတာတစ်ခုမှာ ဟောင်ကောင်ခြေဆိုင် TF International Securities ရဲ့လေလာသုံးသပ်သူမင်ချူးကအမေရိကန်ဈေးကွက်တွင် iPhone များတက်စင်ရန်ရည်ရွယ်ထားသောတရုတ်နိုင်ငံရှိထုတ်လုပ်မှုလိုင်းများဟာရပ်ဆိုင်းနေပြီဖြစ်ကြောင်းမှတ်ချက်ပြုခဲ့ပါတယ်။ဒါကဒုတိယ၃လပတ်မှစပြီးအိန္ဒိယဟာအမေရိကန်ဈေးကွက်တွင် iPhone ထုတ်လုပ်မှုနဲ့တင်ပို့မှုအစီအစဉ်တွေကိုအပြည့်အဝလွှဲယူမယ်လို့ဖော်ပြပါတယ်။ဒါပေမဲ့လည်းတရုတ်ပြည်မကြီးမီဒီယာများကချူးရဲ့ပြောကြားချက်များကိုတမင်တကာအထိတ်ပဲလွှဲမှားသွားဖော်ပြခဲ့ပြီးသူက Apple ရဲ့ တရုတ်နိုင်ငံရှိ iPhone ထုတ်လုပ်မှုလိုင်းများလုံးဝရပ်ဆိုင်းသွားပြီလို့ဖော်ပြခဲ့တယ်လို့ပြောခဲ့ပါတယ်။ဧပြီလ9ရက်နေ့မှာသူတို့ဟာထောက်ပံ့ရေးကွင်းဆက်ကျွမ်းကျင်သူများကိုခေါ်ယူပြီးကောလာဟာလာများကိုဖြုတ်ခွဲခဲ့ပါတယ်။ဧပြီလ14ရက်နေ့မှာချူးကသူ့ရဲ့အစောပိုင်းမှတ်ချက်များကိုရှင်းလင်းခဲ့ပြီးတရုတ်နိုင်ငံရှိ iPhone တက်ဆင်မှုလိုင်းများအားလုံးရပ်ဆိုင်းသွားပြီလို့ဘယ်တော့မှမပြောခဲ့ဘူးကြောင်းဖော်ပြခဲ့ပါတယ်။သူရဲ့မှတ်ချက်များဟာ American ပြင်ပဈေးကွက်များအတွက်ရည်ရွယ်ထားသော iPhone များနဲ့အစိတ်ပိုင်းများအတွက်တက်ဆင်မှုလိုင်းများဒါမှမဟုတ် ထုတ်လုပ်မှုလိုင်းများနဲ့မသက်ဆိုင်ကြောင်းလည်းရှင်းလင်းခဲ့ပါတယ်။သူကတရုတ်မီဒီယာများကသူ့ရဲ့စီရင်ခံစာကိုပုံပြက်ပန်းပြက်ဖြစ်အောင်လှုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီးအန်အောရှုပ်ထွေးမှုကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။တကယ်တော့ချူးရဲ့ခွဲခြမ်းစိတ်ဖြာမှုကယုံကြည်စိတ်ချရမှုရှိတင်ပါတယ်။မကြသေးမီကတရုတ်နိုင်ငံချင်းကျိုးမှာရှိတဲ့ Apple ရဲ့အကြီးဆုံးတက်ဆင်ဆက်ယုံဖြစ်တဲ့ Foxconn ဟာအလောက်ခံထားမှုကိုစတင်ဖွင့်လှစ်ပြီးနှစ်ရက်ကြာမှာပဲခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ Foxconn ရဲ့ကာလာရှေလက်တွဲလှုပ်ဆောင်နေတဲ့ဂျန်ဟိုးရှိဒေတာခန့်အလောက်ခံထားရေး agent တူက ဒီနှစ်မှာကုမ္ပဏီရဲ့အခြေအနေဟာတိတ်မဖြစ်ထုံးပုံပေါ်ကြောင်းဖော်ပြခဲ့ပါတယ်။အလောက်ခံထားမှုပမာဏဟာရခိုင်နှစ်တွေထက်သေးငယ်ပြီးလောက်ခလာတာလည်းနေပါခဲ့ပါတယ်။အန်ဩစရာကောင်းတာကဧပြီလ14ရက်နေ့မှာအလောက်ခံထားမှုဖွင့်လှစ်ပြီးနောက်တရက်မှာပဲ Foxconn ကယာဒူအားလုံးကိုဖြည့်ဆွမ်းနိုင်ခဲ့ပါတယ်။ Foxconn ကလစာနေနေပဲပေးနေတာမို့ဘသူမှလာမှာမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့စနစ်စနစ်ဖွင့်လိုက်တဲ့အခါလူ3200ကစရင်ပေးသွင်းခဲ့ပါတယ်။ယာဒူနေရာတွေပြေသွားပြီးနှစ်ရက်မပြည့်ခင်အလောက်ခံထားမှုကိုရပ်လိုက်ပါတယ်။ ဒီလောက်လူများသာဆင်းရဲပေးသွင်းနေတာနဲ့သူတို့ကလာတာတိုးပေးမယ်လို့တကယ်ထင်နေကြတာလားလူအများကလာတာတိုးမလားဆိုတာစောင့်ကြည့်ပြီးမှလာဖို့စဉ်းစားနေကြပြီမဲ့အခုတော့ကြံနေတဲ့လူတိတ်မရှိတော့ပါဘူးမှတ်ချက်ပေးသူတို့ကလာစာတွေကြာစင်းသွားတဲ့အခါပြန်လည်မြင့်တင်ဖို့ခက်ခဲပြီမဲ့အလုတ်တွေကိုလက်ခံဖို့အမြဲတမ်းလူတွေရှိနေတယ်လို့ပြောခဲ့ပါတယ် Forcecon အတွက်အလုတ်သမားရှာဖွေပေးနေတဲ့နောက်ထပ်အလုတ်ခံထားရတဲ့သူတို့ကတော့အကန့်အသတ်ရှိတဲ့အလုတ်ခံထားမှုဟာ လက်ရှိတရုတ်အမေရိကန်အကောက်ခွန်စစ်ပွဲနဲ့ဆက်ဆက်နေနိုင်တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ဟောင်ကောင် area မှာ Foxconn ကရက်အနှဲငယ်အတွင်းမှာပဲအလောက်ခံထားမှုကိုထပ်ရက်လိုက်ပါတယ်။ဒီနေ့ကပထမရက်ဖြစ်ပြီးမနက်ဖြန်ကအင်တာဗျူးအတွက်နောက်ဆုံးရက်ဖြစ်တယ်လို့သူတို့ကအသိပေးချက်ထုတ်ခဲ့ပါတယ်။နှစ်ရက်ပဲရှိသေးပေမဲ့ဒီနေ့မှလည်းလူ2000ကိုစရင်ပေးသွင်းပြီးသွားပါပြီ။ Foxconn ကဒီရာဒူးနေရာတွေအတွက်လူထပ်မလို့အတော်ဘူးထင်ပါတယ်။သူတို့မှလုံလောက်နေပြီးဖြည့်ဆွမ်းပြည့်နှက်နေပြီဖြစ်မှာပါ။အခုတော့ရုတ်တရက်အလောက်ခံထားမှုကိုရက်လိုက်ပြီးဒါကအမေရိကန်တွေနဲ့ဆက်ဆက်နေတယ်လို့ထင်ပါတယ်။ အစောပိုင်းမှာ TikTok ဗီဒီယိုတစ်ခုမှာ Foxconn ရဲ့တာအိုယွမ်ဆက်ယုံကဧပြီလ9ရက်နေ့မှာအလုတ်ခံထားမှုကိုစတင်ခဲ့ပေမဲ့ဧပြီလ9ရက်နေ့မှာနှစ်ရက်အကြာမှာပဲရက်ဆိုင်လိုက်တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါကအလုတ်ခံထားမှုလုပ်ငန်းစဉ်ကိုရုတ်တရက်ဖြတ်တောက်လိုက်တယ်လို့ပုံပေါက်စီပါတယ်။တရုတ်နိုင်ငံမှာရှိတဲ့ Foxconn ရဲ့အလုတ်ခံထားမှုကြာဆင်းမှုဟာအိန္ဒိယမှာထုတ်လုပ်မှုဆက်လက်ချဲ့ထွင်နေမှုနဲ့စန့်ကျင်ဘက်ဖြစ်နေပါတယ်။အစီရင်ခံစာများအရအိန္ဒိယမှာ iPhone တက်ဆင်မှုကလွန်ခဲ့တဲ့တစ်နှစ်တွင်60ရာခိုင်နှုန်းနီးပါးမြင့်တက်လာခဲ့ပြီး Apple ဟာ သူတို့ရဲ့ထောက်ပံ့ရေးကွင်းဆက်ကိုကွဲပြားအောင်လှုပ်ဆောင်မှုနဲ့တရုတ်ပေါ်မိခုံမှုကိုရှော့ချဖို့အချိန်မြင့်လှုပ်ဆောင်နေကြောင်းပြသပါဗျ။ထုတ်လုပ်မှုစွမ်းရည်တွေဟာနိုင်ငံရခြားကိုတဖြည်းဖြည်းရွှေ့ပြောင်းလာနေတာနဲ့အမျှထောက်ပံ့ရေးကွင်းဆက်ရွှေ့ပြောင်းမှုအပြင် Apple က Trump အစိုးရလက်ထက်မှာ American အကောက်ခွန်ကြောင့်ကုန်ကြစည်များတိုးလာတာကိုညှော်မှန်းပြီးထုတ်ကုန်များကိုတိုးလောင်ထားခဲ့ပါဗျ။ Riders ရဲ့အကောက်ခွန် data ကိုကိုးကားဖော်ပြချက်အရအိန္ဒိယမှာရှိတဲ့ Apple ရဲ့အဓိကပေးသွင်းသူများဖြစ်တဲ့ Foxconn နဲ့ Tata Electronics တို့ဟာ2025ခုနှစ် match လမှာ အမေရိကန်ကို iPhone ဒေါ်လာ1ဘီလီယံနီးပါးတန်ဖိုးရှိသောလေကြောင်းဖြင့်ပို့ဆောင်ခဲ့ပြီးလစဉ်တင်ပို့မှုအတွက်စံချိန်တင်ခဲ့ပါတယ်။သတင်းစီရင်ခံစာများအရ match လာမှစတင်ပြီး Apple ဟာအိန္ဒိယနိုင်ငံချန်တိုင်းလေစိတ်မှအမေရိကန်သို့ဒဇီးလျင်တန်တရာပမာဏသယ်ဆောင်နိုင်သော ကုန်စည်ပို့ဆောင်ရေးလေယာဉ်6စီးကိုငှားရမ်းခဲ့ပါတယ်။ Trump ရဲ့အကောက်ခွန်အသစ်အာဏာတက်ရောက်တဲ့နေ့မှာလေယာဉ်ဒဇီးထွက်ခွာခဲ့ပြီး iPhone 14တလုံးဟာထုတ်ပို့မှုအပါအဝင်350 grand ခန့်ရှိသည်ဟုတွက်ချက်ပါက ၎င်းဟာ iPhone စုစုပေါင်း1.5တန်ခန့်ရှိပါတယ်။လေလာသုံးသက်သူတွေက Apple ဟာတရုတ်နိုင်ငံမှာဆက်လက်ထုတ်လုပ်မှုပြုလုပ်ပါက၎င်းရဲ့ထုတ်ကုန်များဟာ145ရာခိုင်နှုန်းအောက်ခွန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးဈေးနှုန်းသိသာထင်ရှားစွာမြင့်တက်လာမှာဖြစ်ကြောင်းထောက်ပြပါရတယ်။ဒါပေမဲ့လည်းအိန္ဒိယမှာထုတ်လုပ်တဲ့ iPhone တွေဟာ26ရာခိုင်နှုန်းအောက်ခွန်သာရင်ဆိုင်ရပြီး Trump ရဲ့ရက်60ကြာကမ္ဘာလုံးဆိုင်ရာအောက်ခွန်ရက်ဆိုင်မှုမှာအကျိုးခံစားရသဖြင့်သိသာထင်ရှားသောအားသာချက်ရှိပါတယ်။အောက်ခွန် data ရ Matchla ရင် Falcon မှ American တို့တင်ပို့တဲ့ဂုံဒီအားလုံးကိုခြံတိုင်းဂုံဒီပို့ဆောင်ရေးစခန်းမှာလေကြောင်းဖြင့်ပို့ဆောင်ခဲ့ပြီး Los Angeles, New York နဲ့အခြားနေရာများသို့ရောက်ရှိခဲ့ကာ Chicago ကပို့ဆောင်မှုရဲ့အဓိကလက်ခံရနေရာဖြစ်ပါတယ်။ထောက်ပံ့ပို့ဆောင်ရေးထိရောက်မှုကိုမြှင့်တင်ဖို့ Apple ဟာအိန္ဒိယလေဆိပ်အာဏာပိုင်များကိုအောင်မြင်စွာစည်းရုံးခဲ့ပြီးခြံတိုင်းလေဆိပ်မှာအောက်ခွန်ရှင်းလင်းရေးအချိန်ကို나이30မှ6나이သို့ရှော့ချခဲ့ပါတယ်။ဝင်ကြီးချုပ်မိုဒီလက်ထက်အိန္ဒိယအစိုးရဟာလည်းသက်ဆိုင်ရာဌာနများကို Apple ရဲ့ချုံးမွေသောပို့ဆောင်ရေးကို ေချာစေဖို့ကူညီရန်ညွှန်ကြားခဲ့ပါတယ်။အစီရင်ခံစားများအရမက်လာမှာ Foxconn ရဲ့အိန္ဒိယမှာစမတ်ဖုန်းတင်ပို့မှုဟာစုစုပေါင်းတန်ဖိုးဒေါ်လာ1.3ဘီလီယံအထိရောက်ရှိခဲ့ပြီးလဆင်တင်ပို့မှုစံချိန်တစ်တင်ခဲ့ပါတယ်။ဒါဟာဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတင်ပို့မှုပေါင်းလဲနဲ့ညီမျှပါတယ်။ထုတ်ကုန်များမှာ iPhone 13, 14, 16နဲ့ 16e model များပါဝင်ပါတယ်။ Foxconn ရဲ့2025ခုနှစ်မှာအိန္ဒိယမှာ American တို့စုစုပေါင်းတင်ပို့မှုတန်ဖိုးဟာဒေါ်လာ9.3ဘီလီယံအထိရောက်ရှိခဲ့ပါတယ်။ Apple ရဲ့အခြားထောက်ပံ့သူ Tata Electronic က Mesh လမှာ612တန်းဒေါ်လာတင်ပို့ခဲ့ပြီးရခိုင်လကထက်63ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ထုတ်ကုန်တွေထဲမှာ iPhone 15နဲ့16 model တွေပါဝင်ပါတယ်။ဝယ်လိုအားတွေကိုဖြည့်ဆည်းဖို့ Foxconn ကအိန္ဒိယမှာထုတ်လုပ်မှုစွမ်းရည်ကိုတိုးချဲ့ခဲ့ပြီးခြံတိုင်းဆက်ရုံဟာတနင်္ဂနွေနေ့တွေမှာတော့အချိန်ပိုဆင်းပြီးလည်ပတ်နေပါတယ်။ဒီဆက်ရုံကပြီးခဲ့တဲ့နှစ်မှာ iPhone 4 iPhone 15နဲ့16 model တွေအပါအဝင် iPhone 30ခန့်ထုတ်လုပ်ခဲ့ပါတယ်။တရုတ်ကနေထောက်ပံ့ရေးကွင်းဆက်ဖြတ်တောက်လာတာနဲ့မျှ အိန္ဒိယဟာအပယ်ရဲ့ထုတ်လုပ်မှုအတွက်အဓိကဗဟိုချက် ဖြစ်လာနေပါတယ်။ Foxconn နဲ့ Tata တို့ဟာလက်ရှိမှာအိန္ဒိယမှာဆက်ယုံ၃ယုံလေပတ်နေပြီးနောက်ထပ်ဆက်ယုံ၂ယုံစောင့်လုပ်နေပါတယ်။အကောက်ခွန် data အရ Foxconn ရဲ့2025ခုနှစ်ဇန်နဝါရီလမှာအိန္ဒိယကနေ American ကိုတင်ပို့မှုဟာတန်း980ဒေါ်လာဖြစ်ပြီး February လမှာ643တန်းဒေါ်လာဖြစ်ကာရခိုင်လရီထက်များစွာကျော်လွန်ခဲ့ပါတယ်။ကုန်ပစ္စည်းရဲ့85ရာခိုင်နှုန်းကျော်ကို Chicago, Los Angeles, New York နဲ့ San Francisco တို့ကိုပို့ဆောင်ခဲ့ပါတယ်။ Counterpoint Research ရဲ့အဆိုအရ American ဈေးကွက်မှာရှိတဲ့ iPhone တွေရဲ့20ရာခိုင်နှုန်းခန့်ဟာအိန္ဒိယကလာတာဖြစ်ပြီးကျန်တဲ့အများစုကိုတရုတ်ကအဓိကထောက်ပံ့ပေးနေပါတယ်။ Apple ရဲ့ကမ္ဘာလုံးဆိုင်ရာနှစ်စဉ်ရောင်းအားယူနဲ့တန်း220ကျော်ရှိပါတယ်။အိန္ဒိယ Electronics နဲ့ Semiconductor အသင်း IESA ရဲ့ဥက္ကဋ္ဌအရှုပ်ချန်ခါကဒါဟာအရေးကြီးတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်လို့ယုံကြည်ပါတယ်။ဒါပေမဲ့ဒါဟာရေတိုအခွင့်အရေးဖြစ်နိုင်တယ်လို့သူကဆက်ပြောပါတယ်။ဆက်လက်ရှိနေတဲ့တင်းမာမှုတွေနဲ့မသေးချာမှုတွေက ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီတွေကို၎င်းတို့ရဲ့ထုတ်လုပ်မှုအခြေစိုက်စခန်းတွေကိုကွဲပြားအောင်လှုပ်ဆောင်နေနိုင်ပြီးအိန္ဒိယအတွက်ဦးစားပေးရွေးချယ်မှုတစ်ခုဖြစ်ပေါ်ထွက်လာသေးဖို့အချိန်ကြိုက်အခွင့်အရေးဖြစ်စေပါတယ်။ရေဒိုတင်ပို့မှုလှုပ်ရှားမှုတွေအနေငယ်ရော့ချသွားပြီးမြေအိန္ဒိယအတွက်ရေရှည်အခွင့်အရေးဟာခိုင်မာနေစေဖြစ်ပါတယ်။ချန်တာကထောက်ပြခဲ့တာကအိန္ဒိယရဲ့လက်ရှိအမေရိကန်ကို တင်ပို့မှုဟာ7ဘီလီယံဒေါ်လာသာရှိပြီးအမေရိကန်ရဲ့စမတ်ဖုန်းနဲ့ကွန်ပျူတာတင်သွင်းမှုဈေးကွက်က250ဘီလီယံတန်ဖိုးဒေါ်လာတန်ဖိုးရှိပါတယ်။ဒီထဲက 30ရာခိုင်နှုန်းဟာတရုတ်ကနေလာတာဖြစ်ပါတယ်။ဒါကြောင့်အိန္ဒိယစီးပွားရေးလုပ်ငန်းတွေအတွက်ဒါဟာလုပ်ငန်းအတိုင်းအတာကိုချိတ်ထွင်မှုမဟာဗျူဟာတွေကိုပြန်လည်ဥတီဖို့ကမ္ဘာလုံးဆိုင်ရာအီလက်ထရောနစ်တန်ဖိုးကွင်းဆက်တွေမှာ၎င်းတို့ရဲ့အနေအထားတွေကိုတန်မာစေဖို့အရေးကြီးတဲ့ခွင့်ရတစ်ခုဖြစ်တယ်လို့သူကအလေးပေးပြောကြားခဲ့ပါတယ်။ဒီလားလာကိုအပြေအဝါရရှိဖို့အိန္ဒိယအနေနဲ့ရေရှည်တည်တံ့ပြီးရှင်ပြိုင်နိုင်တဲ့အားသာချက်တွေကိုနှစ်ဆအားထုတ်တည်ဆောက်ရမှာဖြစ်ပါတယ်။2025ခုနှစ်ဧပြီလမှာ အမေရိကန်ကအိန္ဒိယကနေတင်သွင်းတဲ့ကုန်ပစ္စည်းတွေပေါ်26ရာခိုင်နှုန်းအခွန်ချမှတ်ခဲ့ပြီးဒါဟာတရုတ်တင်သွင်းမှုပေါ်145ရာခိုင်နှုန်းအခွန်ထက်တိတိတသားနည်းပါတယ်။ဧပြီလ9ရက်နေ့မှာထရန့်ကတရုတ်မှလွဲပြီးနိုင်ငံအလုံးအတွက်အခွန်ကို10ရာခိုင်နှုန်းအထိလျှော့ချမယ်လို့ကြေညာခဲ့ပြီးအပြန်အလှန်အခွန်တွေကိုရက်90ဆိုင်းငံ့ထားမယ်လို့ပြောပါတယ်။ထရန့်အဆိုရဟာစီးပွားရေးလုပ်ငန်းတွေကိုထောက်ပံ့ရေးကွင်းသက်တွေကိုပြောင်းလဲဖို့အချိန်ပေးထားပြီး electronic နဲ့ semiconductor ထုတ်ကုန်တွေပေါ်အခွန်အခတွေကိုယာယီဆိုင်းငံ့ထားပါတယ်။ ဧပြီလ17ရက်နေ့မှာအမေရိကန်ကစမတ်ဖုန်းတွေပါဝင်အခွန်ကိန်းလွှင့်ခွင့်ပြုထားတဲ့ထုတ်ကုန်စည်ရင်းကိုထုတ်ပြန်ခဲ့ပါတယ်။ laptop များနဲ့ server များအတွက်တရုတ်နိုင်ငံထုတ်စမတ်ဖုန်းတွေနဲ့ laptop များဟာအခြေခံ20ရာခိုင်နှုန်းအခွန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး server များနဲ့ electronic switch များကတော့45ရာခိုင်နှုန်းအခွန်နဲ့ရင်ဆိုင်ရမှာပါ။လက်ရှိမှာ Apple ရဲ့ MacBook အများစု HP, Dell, Lenovo, Acer, ASUS စတဲ့အမှတ်တံဆိပ်များရဲ့ laptop များနဲ့ iPhone များဟာ အထူးအဖြစ်တရုတ်နိုင်ငံမှာထုတ်လုပ်ပြီးတက်ဆင်နေစေဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ